ီဂိမ်းမှာသူ့ရဲ့ရည်မှန်ချက်ကတော့ချန်ပီယံဖြစ်ဖို့အတွက်ကိုရည်မှန်ထားတာဖြစ်တဲ့အတွက်အဲ့ဒီအတွက်ကိုသွားနိုင်ဖို့အတွက်ကိုသူ့ရဲ့ပြင်ဆင်ဆောင်ရွက်နေတာဖြစ်ပါတယ်တဲ့ဒီဟောင်ကောင်ဆန်နဲ့ပွဲတုန်းကဆိုလို့ရှိရင်တဲ့အသင်းရဲ့အယူအဆပေါ့နော်သူ့ရဲ့နီးစနစ်ပိုင်းဆိုင်ရာတွေအကုန်လုံးကိုတဲ့ကစားသမားတော်တော်များများနားမလည်သေးတဲ့အခြေအနေမျိုးဖြစ်ပါတယ်တဲ့ ်ကောင်းလားအမောက်ကျွန်တော်ရှယ်နီကန်စီအမောက်ဒီပွဲကတော့ကျွန်တော်တို့ဟို national team နဲ့ကစားဖို့ဆိုရတဲ့ဟိုအမြဲတမ်းတော့မလွဲပါဘူးတဲ့ဟိုက3လပိုင်းကနေစပြီးတော့ဒီနေ့ချိန်ကြီးလှုပ်ထားတဲ့လေ့ကျင့်အစီအစဉ်တွေကနေပြီးတော့ဒီနေ့ကစားတဲ့ပွဲမှာဘလောက်တိအသင်းကတိုးတက်လာလဲဆိုတဲ့ဟာကိုဟိုကလှုပ်တာဖြစ်ပါတယ်တဲ့ဟောင်ကောင်ဆန် ပွဲမတိုင်ခင်နှစ်ပတ်လောက်အလိုမှာသူတင်းကိုစပြီးဖွဲ့စည်းတာဖြစ်ပါတယ်တဲ့အဲ့တော့ဒီဟောင်ကောင်ဆန်တဲ့ပွဲတုန်းကဆိုလို့ရှိရင်တဲ့အတင်းရဲ့အယူဆပေါ့နော်သူ့ရဲ့နီးစနစ်ပိုင်းဆိုင်ရာတွေအကုန်လုံးကိုလည်းကစားသမားတော်တော်များများနားမလည်သေးတဲ့အခြေအနေမျိုးဖြစ်ပါတယ်တဲ့でまあ今日はやはりそういうところでまあそれからだおもろれあく7ラ3ラぼเนาะကျွန်တော်တို့ဆက်ပြီးလေ့ကျင့်ရေးစီစဉ်နေလောက်လာတဲ့အချိန်မှာတဲ့အတင်းရဲ့ လီစနစ်ပိုင်းဆိုင်ရာတွေကသင်ရဲ့အယူအဆတွေရောကစားသမားတွေရတဖြည်းဖြည်းန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 ည်းစီနားလည်လာတဲ့အတွက်ဒီလိုကျလက်ထွက်လာတာဖြစ်ပါလေတဲ့ やはり今現在我々のဒီနေ့ပွဲမှာလည်းမြင်တဲ့အတိုင်းပဲပေါ့နော်အတင်းရစုစုစည်းစည်းနဲ့ဟိုဟာဖြစ်တာတလို့ပဲတဲ့အခုတရုတ်ကိုသွားမယ့်ခါမှာတရုတ်နဲ့ရင်ဆိုင်ရမယ့်ခါမှာဆိုလို့ရှိရင်တရုတ်ကဒီကစားသမားတွေကခန္ဓာကိုယ်ကြီးတယ်ပေါ့နော်ဒီကဗမာလူမျိုးတွေဆိုင်တော့အခုအရင်မြင်တာကြီးကြီးတာတွေဖြစ်လာတဲ့အတွက်ဒါတွေကိုသွားပြီးရှင်းပြန်ကစားမှာဖြစ်တဲ့အတွက်ဒီကနေပြီးတော့တစုတစည်းတဲ့နဲ့စုစုစည်းစည်းနဲ့ဒေချာလေးဟိုဟာလုတ်ထားပြီးတော့သူဆက်ပြီး ွားဖို့အတွက်ကိုပြင်ဆင်ထားပါတယ်တဲ့။ဒါမှမဟုတ်တော့ဟိုဟာပေါ့နော်ကျွန်တော်တို့ကအစတည်းပြောထားပါတယ်လေသူဟိုဟာဒီ SEA Games မှာသူ့ရဲ့ရည်မှန်ချက်ကတော့ချန်ပီယံဖြစ်ဖို့အတွက်ကိုရည်မှန်ထားတာဖြစ်တဲ့အတွက်အဲ့ဒီအတွက်ကိုသွားနိုင်ဖို့အတွက်ကိုဦးရဲပြင်ဆင်ဆောင်ရွက်နေတာဖြစ်ပါတယ်တဲ့။ ဒါအောင်မလို့လည်းအခုသွားမဲ့တရုတ်ကတရုတ်ကိုသွားပြီးတော့ကျွန်တော်တို့လေ့ကျင့်ဟိုဟာကစားမဲ့ပွဲတွေကအတိကခြေဆမ်းပွဲဖြစ်ပါတယ်လေ။မှအာရောခိုးယူကျွန်တော်တရုတ်ကိုသွားပြီးတော့လေ့ကျင့်အစီအစဉ်လုပ်ဖို့အတွက်ကိုမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့တရုတ်ဘောလုံးအဖွဲ့ချုပ်တို့ရဲ့အကူအညီပံ့ပိုးမှုနဲ့ကျွန်တော်တို့သွားရတာဖြစ်တဲ့တွဲတဲ့ဒီအတွက်နဲ့ပတ်သက်ပြီးတော့အထူးကျေးဇူးတင်ပါတယ်တဲ့။နှစ်ဖက်စလုံးနှစ်ဖက်အဖွဲ့အစည်းတို့